အရှင်ဖရာတချို့ကဖရာကိုပန်းအတုတွေကပ်ပါတယ်ဖရာတဲ့ဟုတ်တယ်အဲ့ဒါကိုဥစဉ်လဲတွေ့ဘူးတယ်နော်တချို့ဖရာပန်းကတ်တဲ့အခါမှာဖရာကိုကော်ပန်းတွေစက်ကူပန်းတွေပလတ်စတစ်ပန်းအတုတွေကတ်ကြတယ်မကတ်ကောင်းဘူးနော်ဖရာပန်းကတ်ရတဲ့ရည်ရွယ်ချက်ကကုသိုလ်ရယုံတစ်မျိုးထဲအတွက်ကတ်တာမဟုတ်ဘူးပန်ဝေကညံဖြစ်ဖို့ကတ်တာလဲပါတယ် ဘယ်လိုအတံဝေကညာဖြစ်ဖို့ကတ်တာလဲဆိုရင်ဖျားပန်းကတ်တဲ့အခါမှာပထမဖျားပန်းကတ်လိုက်တဲ့ရက်မှာဖျားပန်းကလန်းဆန်းနေတယ်။နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာဖျားပန်းကညှိုးနှမ်းပြီးတော့ကြွေကျပျက်စီးသွားတယ်။အဲ့ဒါကိုဖျားပန်းကတ်တဲ့လူကမြင်တဲ့အခါမှာအော်ဖျားပန်းလေးညှိုးနှမ်းပြီးတော့ကြွေကျပျက်စီးတတ်တယ်လို့မရဲ့ခန္ဓာကိုယ်တည်းလည်းပဲအိုမင်းရင်ရောပြီးပျက်စီးတတ်ပါသလားလို့တွေးတော်မိပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့ လက္ခဏာရေး၃ပါးကိုစင်ကြေမိပြီးတော့တန်ဝေကညံဖြစ်အောင်လို့ဖျားပန်းကတ်တာနော်ဒီကော်ပန်းတွေပလတ်စတစ်ပန်းတွေစက်ကူပန်းတွေကတတော်နဲ့မပြည့်စည်ဘူးလအကြကြီးခံတယ်အဲ့ဒီလိုအကြကြီးခံတဲ့အတွက်ကြောင့်ဖျားပန်းကတ်လို့အဆင်မပြေဘူးနော်ဒါကြောင့်ဖျားပန်းကတ်ခြင်းဟာကုသိုလ်ရဖို့တမျိုးတည်းအတွက်ကတ်တာမဟုတ်ပဲတန်ဝေကညံရဖို့ကတ်တာလည်းဖြစ်နေတဲ့အတွက်ကြောင့်ဖျားပန်းကတ်မယ်ဆိုလို့ရှိရင်ပန်းအစစ်ကိုသာကတ်ပါရဲ့အကြကြီးလအကြကြီးခံတဲ့ လာစတိတ်ပန်းတွေကော်ပန်းတွေစက်ကူပန်းအတုတွေကိုမကပ်ပါနဲ့လို့ပြောကြင်ပါတယ်နော်မေတ္တာဆိုတာဘာလဲဥစဉ်တဲ့မေဇတိတိနိရှတိတိမေတ္တာရာဓမာဇာတိအကျင့်သဘောတရားတိမေဇတိတိနိရှတိချစ်ခင်တတ်ဤ ဣတိတ္တမထိုကြောင့်သာဓမာဇာတိထိုသဘောတရားသည်မေတ္တာမေတ္တာမိဤဟွာချစ်ချင်းမိဤတဲ့မေတ္တာဆိုတာချစ်ချင်းကို ပြောတာ ဖြစ်ပါတယ်ချစ်ချင်းကလည်းပဲချစ်ချင်းမေတ္တာချစ်မြတ်နိုးခြင်းတရာချစ်ကြိုက်ခြင်းတဏာဆိုပြီး၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးထဲမှာချစ်ချင်းမေတ္တာကသာတကယ့်မေတ္တာအစစ်ဖြစ်ပါတယ် အရှင်ဖရာအလှပေးအလှခံပုဂ္ဂိုလ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖရာတဲ့အင်္ဂုတ္တပါဠိတော်မှာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့အလှခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်အလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁မပေးလူမီရှေ့ဖို့၌သီလစောင့်တည်၍ဝမ်းမြောက်နေရခြင်း၂ ပေးလူနေစေခဏ၌စိတ်ကြည်လင် ရှင်ပြနေရခြင်း၃ပေးလူပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်အလှခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တဏှာယာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာယာကကင်းစင်ဖို့ရန်ကြင့်ကြံအားထုတ်နေသူဖြစ်ခြင်း၂ ဒေါသကင်းသူဖြစ်ခြင်းသို့မဟုတ်ဒေါသကင်းကြောင်းတရားကိုကျင့်ကြံနေသူဖြစ်ခြင်း၃မောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်းတရားကိုကျင့်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်ဤအလူပေးပုဂ္ဂိုလ်နဲ့ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်နဲ့ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင်လူနဲ့ချမ်းသာကိုရရှိစေပါတယ်ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့ လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာအလှပေးပုဂ္ဂိုလ်နဲ့အလှခံပုဂ္ဂိုလ်တို့မှရှိရမည့်အင်္ဂါရက်တွေနဲ့ရှားရှိလာမည့်အကျိုးအပြစ်တွေပဲဖြစ်ပါတယ်နော်။ရှင်ဖေရတသက်လုံးသူများပစ္စည်းကိုတခါမှမခိုးဘူးလျင်မိတိအကျိုးကျေးဇူးများခံစားရပါသည်နီကျေးဇူးပြု၍ဖြေပေးပါအရှင်ဖေရ တကယ်သိကျင်လို့ပါတဲ့သူများပစ္စည်းကိုမခိုးဘဲရှောင်ကျင်တဲ့သူတွေဟာကောင်းကျိုးချောင်မျိုးခံစားရပါတယ်အဲ့ဒီကောင်းကျိုးချောင်မျိုးကို မပြောခင်မှာ သူများပစ္စည်းကိုခိုးရင်ခံစားရမိမကောင်းကျိုးချောင်မျိုးဆိုတာလည်းရှိတာကြောင့်အဲ့ဒီမကောင်းကျိုးချောင်မျိုးကိုပါထည့်ပြောမှပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်သူများပစ္စည်းကိုခိုးရင်ခံစားရမိမကောင်းကျိုးချောင်မျိုးကိုအရင်ပြောပါမယ်နော် အဲ့ဒီမကောင်းကျိုး၆မျိုးကဘာတွေလဲဆိုရင်၁အပယ်၄ပါးတို့ကြားရောက်ခြင်း၂ဆင်းရဲမွဲတေခြင်း၃ပစ္စည်းဥစ္စာများမရှာဖွေနိုင်ခြင်း၄ရှာဖွေထားသောပစ္စည်းဥစ္စာများသည်လည်းဂျန်သူမျိုး၅ပါးတို့ကြောင့်ပျက်စီးခြင်း၅၀လိုချင်သောပစ္စည်းကိုမရခြင်း၆ငတ်မို့ခေါင်းပါခြင်းတို့ဖြစ်ပါれဒါဟာသူများပစ္စည်းကိုခိုးယူခြင်းကြောင့်ရရှိလာမိမကောင်းကျိုး၆မျိုးပဲဖြစ်ပါれ။ သူများပစ္စည်းကိုမခိုးဘဲရှောင်ကျင်မယ်ဆိုရင်စန့်ကျင်ဘက်ကောင်းကျိုးချောင်မျိုးကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီကောင်းကျိုးချောင်မျိုးကဘာတွေလဲဆိုရင်၁နှဲ့ရွာသူကတိတို့လာရောက်ရခြင်း၂ချမ်းသာခြင်း၃ပစ္စည်းဥစ္စာများအလွယ်တကူရှာဖွေနိုင်ခြင်း၄ရှာဖွေထားသောပစ္စည်းဥစ္စာများကိုလည်းရန်သူမျိုး၅ပါးတို့မှနှိမ့်ဆက်နိုင်ခြင်း၅လိုချင်သော ပစ္စည်းကို အလွယ်တကူရခြင်း 6ငမို့ခေါင်ပါခြင်းဘေးတို့မှကင်းဝေးခြင်းတို့ဖြစ်ပါれဒါဟာသူများပစ္စည်းကို ခိုးယူခြင်းမှရှောင်ကျဉ်ခြင်းကြောင့်ရရှိလာမိကောင်းကျိုး၆မျိုးပဲဖြစ်ပါれအရှင်ဖေရတရိษံလေးတွေကို အစိတ်ခတ်ပြီးသေးသေးတာဘယ်လိုစိုးကျိုးခံစားရပါလဲဖေရအိမ်နာပဝန်းကျင်ကကြွက်တွေကို အဲ့လိုတက်ကြတော့အိမ်ကခွေးတွေက စားမိပြီး အလူအလဲခံစားသေးပါတယ်တာဂီဝင်မင်းမျိုးတွေကဝိတ္တူပကိုကျော်မသားလို့ပြောတဲ့အတွက်ဝိတ္တူပကတာဂီဝင်မင်းမျိုးတွေကိုတတ်ဖို့စိတ်ချပြီးလာပါတယ်အဲ့ဒါကိုဖះရှင်တည်တော်မူတဲ့အခါမှာ သုံးကြိမ်တိုင်းတိုင်းတားမြစ်ပါတယ်ဘလို့ပဲတာတာတားလို့မရပါဘူး နောက်ဆုံးမှာတော့ဝိရူပာကြီးလက်ချက်ဖြင့်တာဂီဝင်မင်းမျိုးတွေအသက်ဆုံးခဲ့ရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်တာဂီဝင်မင်းမျိုးတွေဟာဘဝတစ်ခုမှာရေကန်ထဲမှာရှိတဲ့ငါးတွေကိုအစိခတ်ပြီးတက်ခဲ့ကြပါတယ်။အဲ့ဒီအကုသိုလ်ကံဟာ အကျိုးပေးခြင်းတန်တဲ့အတွက်ဖျားရှင်တားလို့မရောက်တော့တဲ့အထိတေကြီးပျက်စီးရခြင်းဖြစ်ပါတယ်။နော်။ ။ဒါကြောင့်တရိษံတွေကို အစိတ်ခက်ပြီးတတ်ခြင်းဟာဤကဲ့သို့အလားတူစူးကျိုးတွေခံစားရတတ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။